ဒီနေ့တော့ခင်ကျောင်းနှာခေါင်းအလှပနဲ့ပတ်သက်ပြီးတော့နှာခေါင်း beauty ဆိုပြီးတော့ရေးထားတဲ့80စထဲကပေါ့နော်ဖတ်ထားလေးပြောပြပေးမယ်နော်နှာခေါင်းဆိုတာကဒီလူမျက်နှာအစိုက်ပိုင်းမှာအပေါ်လွယ်ဆုံးအရာလို့ပြောရမယ်နော်အပေါ်ဆုံးပဲအထင်ရှားဆုံးပဲပြီးတော့ဟိုနှာရင်လှတဲ့မင်းသမီးတွေဘာလို့ဆိုပို့ပြီးတော့နာမည်ကြီးတယ်ပေါ့နော်အဲ့တော့ဟိုအပြုံးဆိုတာကနှာခေါင်းအောက်ကဒီမြင်တွေ့ရတဲ့အရာတခုပါအဲ့ဒါကြောင့်နှာခေါင်းလေးလှဖို့ကလည်းအရင်ကအရေးကြီးတယ်ပေါ့နော်အဲ့တော့နှာခေါင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အခုနောက်ပိုင်းနှာခေါင်းမလှတဲ့သူတွေကနှာခေါင်းလှအောင်အမျိုးမျိုးခွဲသိပ်ပြီးတော့ပြုပြင်ကြတယ်မင်းသမီးတွေလည်းပြုလုပ်ကြတယ်ပေါ့နော်အဲ့လိုလုပ်တဲ့ ဲ့အခါမှာဆိုရင်တော့ခေတ်အစားဆုံးကကိုရီးယားနိုင်ငံမှာခွဲစိတ်ပြပြနေတာဒါခေတ်အစားဆုံးပဲသူတို့နိုင်ငံမှာဆိုရင်ခွဲစိတ်ပြပြနေတာကိုသပင်ပုံစံပြောင်းတယ်လို့ပဲလူတိုင်းလူတို့ကလုပ်နေကြတော့မဆန်းတော့ဘူးဒီမှာဆိုတော့နည်းနည်းဆန်းနေရပါတော့เนาะအဲ့တော့ဒီဂျပန်မှာဆိုလို့ရှိရင်လည်းဒါမင်းသမီးတွေရောမော်ဒယ်တွေရောအကုန်လုံးခွဲစိတ်ကြပါတယ်တဲ့အဲ့တော့ဒီနှာခေါင်းခွဲစိတ်ထားတဲ့မင်းသားတွေရှိတယ်ပေါ့เนาะအဲ့နာမည်ကြီးမင်းသားတွေကြောင့်လည်းပြောထားတယ်မင်းသားကြီးဒီ Star လုံးနေနောက်ပြီး Trunkus တို့သူတို့ကနှာခေါင်းခွဲထားတယ်လို့ပြောတယ်အခုမှသိရယ်เนาะသူတို့တွေကြည့်တော့လေဟိုကျန်ကျန်တန်းတန်းကြီးနေဆိုတော့အလှအပမကြိုက်လောက်ဘူးထင်တာသူတို့လည်းခွဲရယ် နှာခေါင်းပြီးတော့ဟိုဒါ SS 501ဒီဇက်ကားတွေကကောင်းမလေးတွေအားပေးတဲ့အိတ်ထဲကဟိုအဆူရောချောချောလေးနှစ်ယောက်ကလည်းတဲ့အဲသူတို့ဆိုလို့ရှင်လဲခွဲစိတ်ပြုပြင်ထားရလို့ပြောတယ်နောက်အဓိကဒီနှာခေါင်းခွဲစိတ်ပြုပြင်လို့ရှင်ဘာဖြစ်တယ်လဲဆိုတော့ပြဿနာအဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့တခါလေအခွဲခွဲစိတ်တာတော်ရင်တော့လှသွားမယ်မတော်ရင်တော့ဟိုလှလဲမလှဘူးဘာတကယ်လို့လှနေရင်တော့အသက်ရှူလို့မရအောင်ဆိုခက်ခဲမှာပေါ့နော်အဲ့အဲ့နဲ့ပတ်သက်ပြီးဥပမာပေးထားတယ်မင်းသမီးကင်မရွန်တိုင်ရဲဆိုလို့ရှင်သူက နှာခေါင်းခွဲစိတ်ပြီးတဲ့နောက်ပိုင်းမှာအသက်ရှူကခက်တဲ့ပြဿနာသူဖြစ်တယ်တဲ့အဲ့တော့သူပြန်ပြီးတော့ဒီနှာခေါင်းခွဲစိတ်မှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီပြန်ပြီးတော့ပြုတ်လုံနေရတာမျိုးတွေသူ့မှာခရုဆိုင်နေရတာရှိမှာဗောအဲ့တော့နှာခေါင်းဆိုတာကဟိုခွဲစိတ်တယ်ဆိုတာကတော့ဟိုတိတ်မကောင်းထင်တယ်ဘာလို့ဆိုရာခိုင်နှုန်းကကံမဲ့လေဟိုလှရင်လည်းလှမယ်မလှရင်လည်းမလှအောင်အဲ့လိုပုံစံမျိုးကြီးဗောနော်ပြီးတော့ဒီနှာခေါင်းနဲ့ပတ်သက်ပြီးတကယ်လို့ကိုကဟိုခွဲစိတ်မပြုတ်ပြင်ချင်ဘူးကိုကကိုပုံမှန်မိတ်ကက်နေပဲနှာခေါင်းလှအောင်ချဲလို့ရတဲ့နည်းလမ်းလည်းရှိပါတယ်တဲ့အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးအကြံပြုထားတာလေးပြောပြပေးမယ်နှာခေါင်းလှအလှပြင် န်နီးလန်းလေးရေတဲ့။ဘာအရင်ကဘာပြောထားလဲဆိုတော့ makeup မလိမ့်ခင်မှာ moisturizer လေးကိုအယုံဆုံးလိမ့်ကြရပေါ့နော်။အဲ့လိုလိမ့်တဲ့အခါမျိုးမှာနှာခေါင်းကိုမလိမ့်နဲ့တဲ့။ moisturizer ဆိုတော့အစိုးတက်ဟိုထိမ့်မိတဲ့ cream ဖြစ်နေတဲ့အတွက်ကြောင့်ဒီ cream ကိုလိမ့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆီပြန်နိုင်နေ။အဲ့အတွက်ကြောင့်ဘာလို့ဘာလို့အောင်မလဲဆိုတော့ vitamin E ပါတဲ့ cream တွေကိုရွေးချယ်ပြီးတော့လိမ့်ပါလို့လို့ပြောထားတယ်။ vitamin vitamin E ရတဲ့သူကဒီပေါ့နော်အဆီပြန်နာတွေတားပေးရတဲ့အဆီပြန်လွယ်တဲ့အသားရေပိုင်ရှင်တွေကဒီအရင်ဆုံးပထမဆုံးအဆက်အနေနဲ့ဒါလိမ့်ရမယ်။အဲပြီးသွားပြီဆိုလို့ရှိရင် နှာခေါင်းပြင်ဆင်ပုံနီလန်းလေးတွေပေါ့နော်အကြံပေးထားတဲ့နှာခေါင်းတိုးတဲ့သူတွေအတွက်တချို့နှာခေါင်းလေးကနှာရည်လေးတွေတိုးတယ်။နှာရည်တိုးတယ်ဆိုလို့ရှိရင် तू ကနှာခေါင်းထိပ်ဖြားလေးမာတဲ့ foundation ကိုခပ်ပပလေးလိမ့်ပေးပါတဲ့။ပြီးတော့ဒီနှာခေါင်းအောက်ဖက်ချမ်းပေါ့ဒီအောက်ဖက်ချမ်းကိုကြာတော့ तू က foundation ကိုခက်ရည်ရည်လေးလိမ့်ပေးပါတဲ့။ဒီလိုလေးလိမ့်ပေးမယ်ဆိုရင်ဟိုနှာခေါင်းပုံပြရှိသွားသလိုဖြစ်တယ်လို့ပြောတယ်။ပြီးတော့နှာခေါင်းရှည်ရှည်ပေါ့နော်။နှာခေါင်းရှည်လို့ရှိရင် तू အရန်ရှည်ခဲ့ရင်နှာခေါင်းရဲ့ထိပ်ဖြားမှာခက်ညွညွဒီထိပ်ဖြားလေးမှာ foundation လေးလိမ့်ပေးပါ။ပြီးတော့အဲ့ဒီ foundation က လည်းကိုယ့်ရဲ့အသားအရေထက်ပိုပြီးတော့ညိုတဲ့ foundation အမျိုးအစားကိုလိမ့်ပေးပါတဲ့ပြီးတော့နှာခေါင်းပေါက်ဒီအနားတဝိုက်နဲ့ကြားကိုလည်းအဲ့ဒီဒီခုနပြောရညိုတဲ့ foundation လေးကိုလိမ့်သင့်ပါရဲ့လို့ပြောထားတယ်။နှာခေါင်းရှည်တဲ့သူတွေအတွက်နောက်တစ်ခုကတချို့လူတွေနှာခေါင်းပွာတာပေါ့ပြက်ကျယ်ရတယ်။အဲ့လိုပြက်ကျယ်ပြီဆိုလို့ရှိရင်နှာခေါင်းရဲ့ဘေးတစ်ဖက်တစ်ချက်ဒီအောက်ပိုင်းသားလေးမှာခက်ညူညူလေး foundation လေးကိုလိမ့်ပေးပါအဲ့တော့ foundation ကတော့နှာခေါင်းကိုပုံဖော်ခြင်းလဲဆိုတမျိုးတည်းရှိလို့မရဘူးเนาะနှစ်မျိုးသုံးမျိုးလောက်တော့ရှိမှရမှာနောက်တစ်ခုကနှာခေါင်းကျဉ်ကျဉ်တိတ်တိတ်လေးတချို့ကတော့ကျဉ်လို့သေးနေတဲ့ထိတ်ကလေးမှမှာအဲ့ ရန်သိလို့နေဆိုရင်တော့နှာခေါင်းဘေးတစ်ဖက်တစ်ချက်ဒီအောက်ပိုင်းသားလေးမှာခပ်ပါပါခပ်ဖြော့ဖြော့ဖောင်ဒေးရှင်းလေးကိုလင်းပေးပါတယ်။တခြားဖောင်ဒေးရှင်းတွေလည်းအယောင်ဖြော့တာပေါ့နော်။နောက်ပြီးနှာခေါင်းရဲ့အလဲထိတ်တဲ့နေရာကိုကိုယ့်ရဲ့အသားရောင်ထက်ရင့်နာညူရာပေါ့နော်။ဒါလေးလင်းပေးပါပြီးတော့နှာခေါင်းပေါက်နာတဝိုက်ကိုတော့အယောင်ဖြော့တာလေးလင်းပေးပါတဲ့။သူကအယောင်တွေကမျိုးစုံပဲတခြားတုံးတက်မရမှာပြီးတော့နှာခေါင်းကောက်တဲ့သူတချို့ကတော့နှာရန်ကောက်တယ်ပေါ့နော်။အဲ့လိုကောက်တယ်ဆိုလို့ရှိရင်နှာခေါင်းအဲတချို့ကတော့ဒီဘက်ဘေးဘက်ကိုကောက်နေတဲ့မျိုးရှိရယ်နော်။အဲ့လိုကောက်နေပြီဆိုလို့ရှိရင်သူကညီွားအောင်မလုပ်လို့ရအောင်လေ ဆိုတော့အဲ့နှာခေါင်းရဲ့ကောက်နေတဲ့ဘေးတစ်ဖက်ပေါ့ဒီဘက်ကဒီလိုယိုင်နေဆိုလို့ရှိရင်အဲ့ဒီကောက်နေတဲ့ဘေးမှာခက်ညိုညိုလေးလိမ့်ပြီးတော့ကြံတဲ့တစ်ဖက်ကိုဖြော့ဖြော့လေးလိမ့်ပါတဲ့ဒါဆိုရင်အဲ့နှာခေါင်းနှဖူးနှစ်ခုကတော်ပဲဖြစ်သွားမှာပေါ့နော်ညီသွားလိမ့်မယ်တဲ့နှာခေါင်းကြီးရတဲ့သူတွေအတွက်လည်းပြောထားတယ်နှာခေါင်းကြီးရဆိုရင် foundation ကိုခက်မိုင်းမိုင်းလေးသုံးပေးပါတဲ့ပြီးတော့ makeup ပညာရှင်တွေကအညူအောင်လေးသုံးတင်တယ်ဆိုပြီးတော့လေအကြံပြုထားပါတယ်တဲ့ပြီးတော့နှာခေါင်းကိုသဘာဝဆန်ဆန်လေးအဲ့လိုလုပ်လိုက်တဲ့အခါမှာသေးသွားမယ်နောက်ပြီးတော့ကိုယ့်မျက်နှာမှာတကယ်လို့ကိုကနှာခေါင်းအရင်ကြီးရဆိုလို့ရှိရင်တခြားစိတ်ပိုင်းတွေကိုထင်ရှားအောင်သူချေခိုင်း ုင်းနဲ့ပါးနေကိုအသကုံရေးလိုက်တာမှဒါမှမဟုတ်မျက်လုံးကိုအရန်လောက်အောင်ပြင်လိုက်တာမျိုးနှာခေါင်းကြည့်အောင်မသိတာအောင်တခြားအစိတ်ပိုင်းတွေကိုထင်သွားအောင်လို့လုပ်ပေးလိုက်ပါတဲ့ဒါဆိုရင်နှာခေါင်းရဲ့အပြစ်နာစာတွေညှော့သွားမယ်လို့ပြောတယ်နောက်ဆုံးတစ်ခုကတော့နှာခေါင်းပြားတဲ့သူတွေလုံးဝပြားနေအဲ့လိုပြားနေပြီဆိုရင်တော့နှာခေါင်းအလဲကိုထင်းနေအောင်ဒီအလဲပိုင်းလေးကိုပြင်ပေးရမယ်ဘေးတစ်ဖက်တစ်ချက်ကိုတော့လုံးဝမပြင်ပါနဲ့တဲ့ရှောင်ရှားပေးပါတဲ့အဲ့တော့ခင်ဗျားတို့ထင်ပါတယ်အခုပြောတာပြောတာပရိသတ်တွေလည်းဒါကိုကြည့်ပြီးတော့ live လုပ်တတ်ဖို့နည်းနည်းတော့ခက်ခဲမယ်အရင်ဆုံးကိုယ့်ရဲ့နှာခေါင်းကိုမိခဲ့ပညာရှင်တယောက်စီမှာဟိုပြင်တော့ပေါ့ဒါခါ တောင်းမေးထားလိုက်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့လိုကတော့ပို့ပြီးတော့ကောင်းမယ်အခုဟန်သူပြောသွားတာလည်းချဲ့မယ်ဆိုရင်လည်းဟိုတေချာကြင့်မရမှာကိုကြင့်မယ်နဲ့စမ်းစမ်းကြည့်မရအောင်လှုပ်လိုက်ဟုတ်တယ်ကိုလည်းအဆင်ပြေလို့မဟုတ်ရင်ဟို အဝါဒါလို့နှာခေါင်းဖြစ်သွားလိမ့်မယ်။ဟုတ်ပါတော့မလုပ်တိုင်း။ဒါကြောင့်တကယ်ပွဲသွားခဏဒီမှာနှာခေါင်းကတချမ်းဆောက်လို့ဒီလိုအညူအမောင်လေးချလိုက်တော့မျက်လုံးမျက်နှာတချမ်းလုံးပေါင်သွားတချမ်းကလည်းအဲ့လိုမျိုးဖြစ်နေတယ်။ဟုတ်တယ်။တိတ်ချတော့အိမ်မှာကြင်ရရမယ်နော်။အခုတော့ဗျအဲ့နှာခေါင်းနဲ့ပတ်သက်ပြီးလူတွေကပို့ပြီးအဓိကထားလာတဲ့နှာခေါင်းလေးချေကြရတယ်နော်။နှာလည်းမျောတာ။မျောကြရတော့မျိုးစုံ။ဒါလည်းမျောတတ်မှာ။နှာခေါင်း sensitive ဖြစ်လာတာပေါ့နော်။ဟုတ်တယ်။ဟိုနှာခေါင်းကလည်းနော်ဟိုပြောရမယ်ဆိုအဲ့လူမျိုးပါတာကွဲပြားတယ်လို့ပဲနော်။နှာခေါင်းပုံစံကကြတော့လေ။ဟုတ်တယ်။နှာခေါင်းကြည့်ပြီးဆုံးဖြတ်လို့ရရတယ်နော်။အနောက်တိုင်းတို့ရဲ့အကုန်လုံးကနှာခေါင်းကချွန်းနေရတယ်နော်။ ရှိရှိချွန်းချွန်းလေးအလဲမှာဆိုအကောက်တစ်ကောက်ပါတယ်တေးရုံနဲ့ပြားမယ်အဲ့လိုမျိုးနော်ဟုတ်တယ်နော်မျိုးစုံပဲမြန်မာမျိုးကြီးကတော့အဆုံပြောရမယ်ဘယ်လိုလဲတေးဟာတွေရောချင်းဟာဆုံမြန်မာကြောင့်နှကောင်းရဲ့အမျိုးအစားဆုံဆုံတယ်သူကဲအခုနှကောင်းကြောင့်နေပြောပြီးခဏနားမယ်နော်ထပ်ပြီးတော့ပြောပြပေးမယ်အထူးစားတဲ့အလှပရေးရာကြမ်းရှိနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါဦးမယ်ရှင်